အလုံးမဲ့မင်္ဂလာပါတီချင်တွေအကျိုးဆိုလိုက်ပါတယ်တီချင်တို့ရဲ့သင်္ချာပုံစံတွေကိုတတ်တဲ့အခါမှာမိခွန်းနားလည်ဖို့အရေးကြီးပါတယ်နော်ဆိုတော့မိခွန်းရဲ့ဆိုလိုရင်းအထိပ္ပယ်ကိုနားလည်မှသာလေတီချင်တို့ရဲ့အဖြေဟာလည်းပြည့်စုံမှန်ကန်မှာဖြစ်ပါတယ်အခုဒီမိခွန်းလေးမှာလည်းတီချင်ကမိခွန်းနားလည်အောင်အဓိကထားပြီးရှင်းပြထားတာဖြစ်ပါတယ်အခုတီချင်ရှင်းတာလေးကြည့်ရအောင်နော် example 16เนาะပြီးထားတဲ့တရိဂံလေးကเนาะတရိဂံ ABC ပေါ့ဒါကိုယ့်အကိုဆွဲရရင်လေဒါတရိဂံ ABC မှာเนาะ down a နဲ့ down c သည်30 degree and 120 degree respectively အဲ့လို down နဲ့ down တဲ့တန်ဖို့ခုလိုပေးရဆိုရင် နောက်က respectively အသီးသီးဖြစ်ကြတယ်เนาะအဲ့ဒါဆိုရင် respectively ဆိုတဲ့အဓိပ္ပာယ်ကအခု down a နဲ့ down c ပေါ့ ဒေါင်အေနဲ့ဒေါင်စီဒီမှာ30 degree and 120 degree ဆိုတော့ဒေါင်အေအတွက်က30 degree လို့ပြောတာဖြစ်တယ်ဒေါင်စီအတွက်က120 degree လို့ပြောတာဖြစ်တယ်နော်သူ့နဲ့နေရာအတိုင်းရှိနေတဲ့တံခိုးလေးကိုဒါအသီးသီးဖြစ်ကြတယ်လို့ပြောတာအဲ့တော့မှနောက်တစ်ခါ AC က20 feet ဖြစ်တယ်ဆိုတော့ AC က100 sorry နော် AC က feet ဖြစ်တယ်နောက်တစ်ခု find the length of the perpendicular from b b ကနေပြီးတော့ upon ac produce ac ဆက်ဆွဲမြင်း ac ဆက်ဆွဲမြင်းပေါ်ကို b ကနေပြီးတော့တောက်မှန်ကြမြင်းရဲ့တန်ဖိုးကိုရှာပါအခုဒီမှာပုံလေးဆွဲလိုက်တယ် 30° and 120° လို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီတရိကံ ABC ကတောက်မှန်မဟုတ်တော့ဘူးเนาะတောင်းကျယ်တရိကံလေးဖြစ်ရကိုဆွဲတဲ့အခါကျမှားမှာဆို နော်ဆိုတော့ဒီမှာ down gear trigger လေးပေါ့နော် down CI ဒီမှာရှိတယ်120 degree now down AR 30 degree လေးပေါ့ now ဒီမှာ down ပြီး B ကနေပြီးတော့ဒီချက်တို့က down မှမြင်ဆွဲမယ်ဆိုရင်နော်ဒီအထဲထဲမှာမရှိဘူးတတိကံထဲကိုအဲ့မြင်ရမရှိဘူးမရှိတော့သူ့ကိုဆွဲရမယ်တောင်းမှမြင်သည်ဒီ AC ကိုဒီရှယ်တို့ဒီ AC နဲ့ဆိုင်နေတဲ့ဒီဆက်ဆွဲမြင်လေးနဲ့ဆိုင်နေတာကို အကြောင်းဟိုဒီချေတို့ကတောင်းမှမြင်တွေ့လို့ရအောင်အမှတ်တခုမှစုံလို့ရအောင် AC ကိုဆက်ဆွဲလိုက်တာအဲ့ဒီဆက်ဆွဲလိုက်တော့ဘယ်အမှတ်မှသွားဆုံးနေဆိုရင် D အမှတ်မှဆုံးနေအဲ့ဒီရဲ့ BD တန်ဖို့ရှာခိုင်းတာဖြစ်တယ်နော်အဲ့တော့အဲ့လိုမျိုးဆက်လိုက်တာ ਨੇ တပြိုင်နက်တည်းနော်တရိကံလေးဖြစ်သွားတယ်တရိကံ BCD ပေါ့နော်အဲ့တော့သူဒီတောင်းမှန်လေးလဲပါတော့တောင်းမှန်တရိကံ BCD အဲ့ ဒီတောင်းဝန်တွေ့ခံ PCD နဲ့ပဲဆိုင်နေဒီထဲထဲမှာပေးထားတဲ့ပေးချက်တွေနဲ့လောလောဆယ်ကြည့်ရင်မဆိုင်ဘူးဟုတ်လားအဲဆိုလို့ရှိရင်တော့တောင်းဝန်တွေ့ခံ PCD မှာဘယ်အနားမှာလဲမသိဘူးဘယ်တောင်းမှာလဲမသိဘူးဒါကြောင့်မလို့ဒီထဲမှာရှိတဲ့120နဲ့ကတ်နေတယ်ဒီဘက်ကတောင်းလေးကိုတီတာလို့ပေးလိုက်တယ်အဲ့တော့အဲ့ဒီတီတာလေးကိုအရင်ရှာလိုက်တယ်နော်တီတာလို့ချင်းတော့180တွေက120ကိုနှုတ်မယ်60 degree ရမယ်ဒါတီတာရတယ် ဟုတ်လားအဲ့တော့ဒီချက်တော့ beta ကိုလိုချင်တယ်နော် beta လိုချင်တယ်ဆိုလို့ရှိရင်ဒီက beta လေးကိုလိုချင်တယ်ဆိုလို့ရှိရင်နော်ဒီ180ဒီဂရီလေးရပဲ120နဲ့30နဲ့ပေါင်းပြီးတော့နှုတ်မယ်ဒါတတိယ ABC ထဲမှာပါတာအကြောင်း beta equal to 180 minus 30 degree plus 120 degree ဆိုတော့သူက 150 degree ဖြစ်သွားတယ်เนาะ150 degree ဖြစ်သွားတယ်ဒါကြောင့်180တွေကနှုတ်လိုက်တဲ့အခါမှာ beta သည်30 degree ရတယ်ဟုတ်လားအဲ့တော့ဒီ beta ဆိုတာဒီထောင်လေးထောင် A လေးအဲ့ဒီတတိကံမှာเนาะတတိကံ ABC မှာနော်တတိကံ ABC မှာထောင် A ရော beta ရောနှစ်ခုစလုံးသည်30 degree ဖြစ်တဲ့အတွက်အဲ့ဒီတတိကံ ABC သည်နှစ်နာရီတတိကံဖြစ်တယ်ဒါကြောင့်ဘာနဲ့ဘာနဲ့ညီတာလဲเนาะ BC နဲ့ AC နဲ့ညီတာဖြစ်တယ် အဲ့တော့ ACR 20ဆိုတော့ BC လဲပါဖြစ်သွားပြီလေ20အဲ့တော့မှတရှယ်တို့ကဒီဘက်ဒေါင်မှန်တရိကန်လေးမှာအနာဒနာတန်ကိုရပြီနော်နောက်တစ်ခါဒေါင်တန်ကိုရပြီအဲ့ဆိုရင်တရှယ်တို့ပါရှားလို့ရပြီလေ BD အဲ့တော့မှရှားလို့ရတာဖြစ်တယ်နော်ဆိုတော့အခုတရှယ်တို့ BD ကိုရှားဖို့အတွက်သုံးမယ်ပေါ့နော်ဒါကြောင့် in right triangle CDB မှာနော် in right triangle CDB မှာလိုချင်တာက BD လိုချင်တာ အခု BC ကိုသိပြီဒါကြောင့်မလို့ BD ပိုင်း BC အဲ့တော့ဘယ်တောင်နည်းနဲ့ကြည့်မှာတော့ဆိုရင်တီတာလေးနဲ့ကြည့်မှာနော်မျက်နှာချင်းဆိုင်အနာကိုတောင်းမှန်ကန်အနာနဲ့စားတာဖြစ်တဲ့အတွက် sin တီတာဖြစ်တယ်ဆိုတော့ BD equal to BC ရ20 equal to sin ဆောဆောတော့ကတီတာဘယ်လောက်ခန့်ရခဲ့လဲဆိုရင် 60° ရခဲ့တယ်ဒါကြောင့် sin 60အဲ့တော့ BD တို့ချင်းနဲ့ 20တော့မြောက်မယ်20 sin 60 degree ဆိုတော့20 into sin 60ဆိုတာက root 3 by 2အဲ့တော့နှစ်ကလေးနဲ့ခြေလိုက်တယ်နှစ်တက်လီနင်း30လီဆိုပြီးတော့ခြေလိုက်တော့အဖြေကြီး10 root 3 feet ဆိုတာလေးပါတယ်เนาะဒီမှာ unit ကလေးထည့်ပြရအောင်ဟုတ်ပြီနော်မင်္ဂလာပါ